ကရမ်းပြည်သည်ပါတီကဖန်ဆီးထိမ့်သိမ်းထားတဲ့ပရာတောင်းဆွေမျိုးစုခေါင်းဆောင်တွေပြန်လွတ်လက်မြောက်လာပါတယ်ခွန်စော်ဥပေးပေါ်ထားပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျိတ်ကျွေရကမြင်းမထီတောင်မှာကရမ်းပြည်သည်ပါတီဥက္ကရာပိုင်ဆိုင်တဲ့လေးပွင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်တုတူးပေါက်နေတာကိုထာနေတိုင်းရင်းသားဖြစ်တဲ့ပရာတောင်းဆွေမျိုးစုတွေက ရက်ဆိုင်ပြေးဖို့ကန့်ကွက်နေကြပါတယ် အဲ့လိုတတုတူဖော်လာကိုကန့်ကွက်နေကြတဲ့ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်၄ဦးကို KMP တဲ့ပါတီကမေလ16ရက်နေ့မှာဖမ်းဆီးခဲ့ပြီးမေလ20ရက်နေ့မွန်လွယ်ပိုင်းမှာပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့လွတ်မြောက်လာသူတွေကဆိုပါတယ်။စာပြီးဖမ်းဆီးခဲ့တဲ့ကကျွန်တော်တို့လက်လက်ထိုင်နေမှာလက်ထိုင်နေခါပြီးမှခေါ်ဆောင်သွားတယ်။အဖေချမတီအာအာရရှိချင်တယ်မဟုတ်လားဆိုတော့6ပေါက်တဲ့20နိုင်ရင်တော့ ချောက်ပေါက်သေးပါနော်သူတို့ထိန်ထိန်ထားတော့ရှိတယ်ပေါ့နော်မြင်းမထီတောင်မှာတထုတူဖို့နေတဲ့ပတ်သက်ပြီးနှစ်ဖက်တဘောတူညီချက်တချို့ရှိခဲ့ကဆုံးဖြတ်ချက်ချနိုင်ဖို့ဒေတာကန်နေနဲ့ဒေတာကန်နေနဲ့ဆက်လက်တွေ့ဆုံဆွေးနွေးညှိနှိုင်းတော့မှာဖြစ်ပါတယ်ကျမ်းပြစ်တဲ့ပါတီနဲ့တထုတူဖို့ရေးကုမ္ပဏီဟာဒီရက်ကန်ပြည်လူလူတွေရဲ့တောင်းဆိုမှုကိုအတိမတ်ပြုဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။ဟိုလီဗင်ချ်ကုမ္ပဏီနဲ့ပေါ့နော်။သူတို့ကတော့တတ်သူ စပ်ပြမသူပေါ်ဖို့စူရမျိုးလို့သူတို့ဒီရဆွနေဟိုစီဝီမော်လို့ဆွနေတော့ရှိတော့ဘောနော်ကျွန်တော်တို့ဖက်ကလည်းသဘောထားပြီးတော့ရှိပါတယ်ဘောနော်ဆိုတော့အတိတ်ဖွင့်ဖြူတဲ့ပါလို့ပြမလဲဆိုတော့ဒီခါစီမကိုင်းဆိုင်ရပွင့်နေမိတမလို့လူတို့ချပြမယ်ဒီကြမှာလူတို့ရတောင်းဆိုချက်ကိုလိုက်လျောပေးမယ်အားလုံးကိုတက်တွင်စဉ်းစားပေးပြီးမှဆောင်ရွက်သွားမယ်ဆိုတဲ့ချက်ကိုတော့သူတို့ကတော့အာပြောတာရှိတော့ဘောနော် မြင်မထီတောင်မှာတက်ထုတူဖော်မှုကြောင့်တဘာဝပတ်ဝန်းကျင်နေပျက်စီးနေတာရှိပြီးလွန်ခဲ့တဲ့နှစ်မိုးရင်းကရေကြီးတောင်ပြူရာတွေဖြစ်ခဲ့လို့လူတေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်ဌာနေတိုင်းရင်းသားပြည်သူတွေဟာအကြီးစားတက်ထုတူဖော်တာကိုကန့်ကွက်နေကြတာဖြစ်ပြီးကရမ်းပြစ်တဲ့ပါတီနဲ့တက်ထုတူဖော်ရေးကုမ္ပဏီတို့ကဒေတာအကျိုးအတွက်ဆောင်ရွက်ပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ကျွန်တော်ခွန်စောဦးပါ